မင်္ဂလာပါဒီနေ့တိုင်ရှည်လေးထိုးပြပေးပါမယ်တိုင်ရှည်လေးထိုးဖို့အတွက်အရင်ဦးဆုံးဖုံးမီလေးထိုးပါမယ်တင်း2 4 5 6 9 10 11 12 13ဒါဆိုလို့ရှိရင်ဖုံးမီလေး13ခုပါ တိုင်တိုလေးကိုထိုးတဲ့အခါမှာဖုံမီလေးတစ်ခုကိုကြောရပါတယ်။တိုင်လက်လေးကိုထိုးတဲ့အခါမှာဖုံမီလေးတင်းနှစ်ဆိုရယ်နှစ်ခုကိုကြောပြီးထိုးပါတယ်။အခုတိုင်ရှည်လေးကိုထိုးမဲ့အခါမှာဖုံမီလေး၃ခုကိုကြောပါမယ်။အဲ့တော့တင်းနှစ်၃၃ခုကိုကြောပြီးတော့ဒီလေးပေါက်မြောက်အပေါက်မှာစထိုးရပါမယ်။တိုင်ရှည်ကိုထိုးဖို့အတွက်တိုင်လက်တုံးကလိုမျိုးချီလေးကိုအရင်ရစ်ပါမယ်။ပြီးရင်၃ခုကိုကြောမယ်ဆိုတော့ ဒီနေ့3 3ကိုကြိုးပြီးတော့ဒီ၄ခုမြောက်အပေါက်မှာစထုတ်ပါမယ်ခြေစာလေးကိုဆွဲထုတ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်အပေါ်မှာဂွင်းလေး3ခွင်းရပါမယ်3ခွင်းကိုခြေစာလေးကိုဆွဲပြီးတော့2ခွင်းကိုတစ်ခါထုတ်ပါမယ်ဒီလိုလေးတစ်ခါထုတ်လိုက်ပါမယ်ဒါဆိုအပေါ်မှာ2ခွင်းကျန်ပါမယ်နောက်ထပ်တစ်ခါထပ်ထုတ်ပါမယ်ဒါဆိုလို့ရှိရင်တိုင်ရှိလေးပါ ောက်တစ်ခါတစ်ခါထပ်ပြပါမယ်เนาะအကလေးနဲ့ခြီစာကိုရစ်မယ်ပြီးရင်အပောက်ကလေးတွေကနေပြီးတော့ခြီစာလေးကိုချိတ်လာပါမယ်ဒါဆိုလို့ရှင်အောက်ပေါ်မှာကွင်းလေးသုံးခွင်းရပါပြီပြီးရင်ခြီစာလေးကိုနှစ်ကွင်းတစ်ခါဆွဲထုတ်လိုက်ပါမယ်ဒါဆိုလို့ရှင်ရင်နှကွင်းတစ်ခါထုတ်ပြီးတဲ့အခါမှာအပေါ်မှာကွင်းနှကွင်းကြံပါမယ်။နောက်ထပ်တစ်ခါထပ်ထုတ်ပါမယ်။ဒါဆိုလို့ရှိရင်တိုင်ရှည်လေးရပါပြီ။နောက်တစ်ခါထပ်လုပ်ပါမယ်။ခြီစာလေးကိုရစ်မယ်။ အပောက်ထဲကနေပြီးတော့ခြေစောက်ကိုဆွဲထုတ်လိုက်ပါမယ်။ဒါဆိုလို့ရှိရင်အပေါ်မှာဂွင်းလေးရသုံးဂွင်းရသွားပါပြီ။ဒီသုံးဂွင်းကိုနှစ်ဂွင်းကိုတစ်ခါထုတ်လိုက်ပါမယ်။ဒီမှာတစ်ဂွင်းထုတ်လိုက်ပြီးနှစ်ဂွင်းနှစ်ဂွင်းကိုတစ်ခါထုတ်လိုက်ပါရစေ။ပြီးရင်နောက်ထပ်နှစ်ဂွင်းကိုတစ်ခါထပ်ထုတ်ပါရစေ။ဒါဆိုလို့ရှိရင်တိုင်ရှည်လေးရပါပြီ။ခြေစာလေးကိုရင့်မယ်။ပောက်ထဲကိုထည့်ပြီးတော့အခလေးနဲ့ခြေစောက်ကိုဆွဲထုတ်လာမယ်။သုံးခွင်းရတဲ့အခါမှာ နှစ်ကွင်းကိုတစ်ခါထုတ်ပါမယ်။ပြီးရင်နောက်ထပ်နှစ်ကွင်းကိုနောက်တစ်ခါထပ်ထုတ်ပါမယ်။ဒါအတိုင်းရှိလေးပါခြေစာလေးကိုရင်မယ်။ကွင်းနဲ့ကနေပြီးတော့ခြေစာလေးကိုဆွဲလိုက်တဲ့အခါမှာသုံးကွင်းရမယ်။နှစ်ကွင်းကိုတစ်ခါထုတ်မယ်နှစ်ကွင်းကိုတစ်ခါထုတ်မယ်။ရင်မယ်ထဲမယ်ဆွဲမယ်နှစ်ကွင်းတစ်ခါထုတ်မယ်နှစ်ကွင်းကိုတစ်ခါထုတ်မယ်။ဒါဆိုလို့ရှိရင်တိုင်ရှိလေးရပါပြီ။ ခြေစားကိုရင့်မယ်ပြီးရင်အပေါက်ထဲကနေပြီးတော့ခြေစားလေးကိုဆွဲထုတ်ပါမယ်ပြီးရင်နှကွင်းကိုတစ်ခါထုတ်မယ်နှကွင်းကိုတစ်ခါထုတ်မယ်ဒါဆိုတိုင်ရှည်လေးပါရင့်မယ်ထဲ့မယ်ပြီးရင်နှကွင်းတစ်ခါထုတ်ပါမယ်ခြေစားကိုရင့်မယ်အကောင်းလူထဲ့ပြီးတော့ခြေစားလေးကိုဆွဲထုတ်ပါမယ်ပြီးရင်နှကွင်းကိုတစ်ခါထုတ်ပါမယ်ပြီးရင်ခြေစားလေးကိုရင့်မယ် နှစ်ကွင်းကိုတစ်ခါထုတ်မယ်နှစ်ကွင်းကိုတစ်ခါထုတ်မယ်ဒါဆိုလို့ရှိရင်တော့တိုင်ရှည်လေးရပါပြီနောက်တစ်နှက်ထပ်ထုတ်ရပါမယ်တိုင်ရှည်လေးရဖုံမီလေး၃ခုနဲ့ညီများတာမလို့ဖုံမီလေး၃ခုတက်လိုက်ပါမယ်ပြီးရင်အပြားလေးကိုလှည့်ပြီးတော့ဒီပေါက်ထဲမှာမထိုးပါဘူးเนาะသူ့ရဲ့ဒီဘက်ဘေးပေါက်မှာထိုးပါမယ်ထုတ်ပြီးတော့ဆွဲမယ်ဒါဆိုလို့ရှိရင်တိုင်ရှည်လေးနှစ်ခုရပါပြီ။ ခြေစားကိုရစ်မယ်ပြီးရင်အပေါက်ထဲကနေပြီးတော့အကောင်နဲ့ခြေစားလေးကိုဆွဲထုတ်မယ်နှကွင်းကိုတစ်ခါထုတ်မယ်ဒါဆိုလို့ရှိရင်ဒီလိုထည့်ရပါမယ်နောက်တစ်ခုမှလည်းခြေစားလေးကိုရစ်မယ်အပေါက်ထဲကနေပြီးတော့ကျိုးလေးကိုဆွဲထုတ်မယ်ထည့်ရင်မယ်ဒီလိုမျိုးလေးပါဒါဆိုရင်တိုင်ရှည်လေးရပါပြီခြေစားလေးကိုရစ်မယ်ဆွဲထုတ်မယ်ဒီလိုမျိုးလေးပါ

နောက်ဆုံးတစ်ခုမှာဒီဖူမီခွန်းလေးရနေပြီးတော့ထိုးပေးရပါမယ်။မဟုတ်ဘဲနဲ့အပေါ်တော့ဟာနားလေးမှာတစ်ခုစာကြံခဲ့ပါမယ်နော်။အဲ့တော့ဒီဖူမီလေးရနေပြီးတော့တစ်ခုစာထိုးလိုက်ပါမယ်။ပြီးရင်နောက်တစ်ထပ်အတွက်ဖူမီလေးသုံးခုတက်ပါမယ်။ဒါလေးကိုပြန်လှည့်ပါမယ်။လှည့်ပြီးတော့ပထမလိုပဲဒီပထမပေါက်မှာမထိုးဘဲနဲ့ဒုတိယပေါက်မှာစာထိုးပါမယ်။၃ခွင်းဖြစ်တဲ့အခါမှာ၂ခွင်းကိုတစ်ခါဖြုတ်ပါမယ်။ နောက်တစ်ခါထပ်ဖြုတ်ပါမယ်လူမျိုးလေးပါနကွင်းကိုတစ်ခါဖြုတ်ပြီးတော့အစုံဒီထပ်ထိုးရပါမယ်เนาะစုံဒီထိုးသွားပါမယ် လိုမျိုးလေးပါနောက်ဆုံးတော့ရောက်လာတဲ့အခါမှာလည်းဒီမှာဖူမီလေးနဲ့တထိုင်နားနေပြီးတော့တချောင်းထိုးပါမယ်နော်ဒါဆိုလို့ရှိရင်ဒီလိုလေးအောင်ပြားလေးရပါမယ်အပေါ်ကိုထပ်တက်ပါမယ်ဖူမီလေးသုံးကတ်တက်မယ်ပြီးရင်လှဲ့မယ်ဒီဘေးနားအပေါက်မှာမထိုးပါအောင်နော်ဒီဘေးနားအပေါက်မှာထိုးလို့ရှိရင်ဒီနားမှာတိုင်ပွားပုံစံမျိုးလေးဖြစ်သွားနိုင်ပါတယ် သူပိနာအပေါက်မှာထိုးရမှာအမှန်မှာမျိုးလေးပါဒါမျိုးလေးထိုးပါမယ်အဲ့တော့သူပိနာအပေါက်မှာလည်းခြေစာလေးကိုရှင်းမယ်ပြီးရွှဲထုတ်ပါမယ်ဒါမျိုးလေးပါ ခြီစာလေးကိုရစ်မယ်အပေါက်လေးတွေကနေခြီစာလေးကိုဆွဲထုတ်မယ်ဒူလေးတက်သွားပါမယ်ခြီစာလေးကိုရစ်မယ်ထဲ့မယ်ဆွဲထုတ်မယ်တက်သွားပါမယ်ရစ်မယ်ထဲ့မယ်ဆွဲထုတ်မယ်ဒီလိုမျိုးလေးတက်သွားပါမယ်နိုင်မျိုးလေးပါနော် ါမျိုးလေးနောက်ထပ်အတန်းဒီအပေါ်မှာဆက်ဆက်ပြီးတော့ထိုးသွားပါနော်အခုမှစထိုးတဲ့လူလေးတွေကလက်ကလေးညအောင်အများကြီးထိုးသွားပါ